2025ခုနှစ်နိုဝင်ဘာလ19ရက်ဗုဒ္ဓနေ့မနေ့ကိုနှုတ်ကပါတဲ့အလားတဲ့အတိုင်းဖျားခင်ထံတောက်လိုက်ပြီးတော့သူများခန်းစားပြီးတိရိတာကလာတော်လာခြင်းလည်းမဲ့ခွင့်ရအတွက်ပြစ်စင်ပြည့်ဖြစ်ရှင်နာမပုံကြည်ပါစီတော့နဲ့နဲ့တိုင်းကျွန်တော်တက်ကိုခန်းစားရဆိုတဲ့အတိုင်းကျွန်တော်မနေ့မိုးလင်းနေ့ချင်းစားခန်းစားပြီးဒီကလာတော်လာခြင်းနဲ့မြေခွင့်ရဖြစ်ပါတယ်။ဟာလေလုယာ။ကာလချေကိုရှေးဥစွာယူတော့မစင်။နှစ်ဆနေဘဒီဂရီပအောင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှိနေရပေါင်းက 323ရဲ့ရှိခဲ့ဖြစ်ပါတယ်။ကိုလိုကိတဲ့323ရဲ့ဘလိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်စစ်ပြီးစစ်ကြောကြရအောင်။ကျန်ရှိသေးတာကမနက်ဖြန်နေစပါးနှစ်ကုန်ပြီး42ရက်ပဲကျန်ပါတော့တယ်။ကျန်ရှိရဲ့နေ့ရက်ကိုလည်းကာလချောင်းကောင်းဆုံးရွေးနုတ်ပြီးပေါ်လာခြင်းလည်းပို့လို့ပါရှိဦးစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမှကျန်းစာတော့တတော်လုံးနဲ့ Orasa ဒုတိယစာဆောင်အခန်းကြီး2အပိုင်း2ဖြစ်ပါတယ်။ ။တခင်ဖျားဤနေ့ရသည်ချက်ချင်းရောက်လာမည်ဟု၍စိတ်ဝညာအဖြစ်ဖြစ်စေနှုတ်ထွက်စကားအဖြစ်ဖြစ်စေငါတို့စာကဲ့သို့သောစာအဖြစ်ဖြစ်စေသင်တို့သည် စိတ်ရွရခြင်းစိုးရင်တုန်လို့ခြင်းအလင်းတစောမရှိပြီအကြောင်းငါတို့တောင်းပန်ကြ၏။မြတ်ကိုယ်တော်သည်အသက်ရှင်စကားဖြစ်တိုင်းကြောင့်တော်မှဖျားသခင်သည်အတိတ်တမန်ပြလဲကောင်းချီးပေးပါစေသော။အာမင်။တမန်ရှင်ဘောလူကအရှင်ရှုဖျားပြန်လဲကြွလာခြင်းနဲ့ပတ်သက်ပြီးတော့ စိတ်တုံလုတာတွေအလင်တဆောလုတာတွေမဖြစ်စေဖို့အတွက်လို့ဆိုတာတွေ့ရမှာဖြစ်ပါတယ်ဘလိုဘလိုမျိုးတွေနဲ့နှုတ်သက်စကားအဖြစ်အခုတို့ရေးတဲ့စာတွေအဖြစ်နော်ဒါတွေအဖြစ်ကြားရတဲ့အခါစိတ်ရွရော်တာတွေနော်ဆိုရင်တုံလုချင်းတွေအလင်တဆောတွေမဖြစ်စေဖို့အတွက်တိုက်တွန်းလို့ဆိုနေတာအတင်းတော့ခေတ်ကလည်းနောက်ဆုံးချိန်နိုင်နောက်ဆုံးတော့ မိနစ်နောက်ဆုံးစက္ကန့်မှာအသက်ရှင်လို့ကျွန်တော်တင်စားပြောပြခြင်းတယ်။မှန်တယ်အရှင်ရှုပြချီဆောင်ဖို့ကအချိန်မီဖြစ်သွားနိုင်တယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဒင်းလာပြောတော့တတ်တော်လင်းဒုတိယဆောက်သမားဒုတိယချက်ဒုတိယချီကြွလာကျွန်တော်အဓိကထားပြောတာအောင်။ဒါပေမဲ့ချီဆောင်ခြင်းတွေလည်းယူလို့ရပါတယ်။ဒီကိလမှာပါရရှိလေ။ချီဆောင်ခြင်းရောက်တော့မှရောက်တော့မယ်ဆိုပြီးတော့လူရိစိတ်ထဲမှာစိတ်ဆုံလို့ဆိုတော့တအားကောင်းနေရ။ဒါပေမဲ့ကြောင်းတက်ဆရာမလို့တော့ဘူး။ ိမ်นี่ဝယ်เสียမလို့တော့ဘူးမော်တော်ကားလည်းဝယ်เสียမလို့တော့ဘူးအပြောပြောတဲ့လူအများကြီးဖြစ်လာပြီကြားတယ်လူတွေဟုတ်တယ်အချိန်ရောက်တော့မယ်ဆိုပြီးတော့အတိတ်ကလည်းကျွန်တော်ရှားခဲ့ပြီးပါပြီငွေနှစ်အစိတ်လောက်อ่ะအဲ့ဒီတူတော်နဲ့အရှင်ရှုလာမယ်လို့ချက်တော့အတိုင်းဝင်မှာရှိတယ်ချက်တော့ညီငယ်ဆရာတွေပြောတာအယုတ်ကျစိတော့ဟာခတ်တာတူတော်တူတော်စင် အီဒီ2000စင်ပေါ့လေသာတော့မင်းတဲ့ချီမှာကျွန်တော်ပြောတယ်မဟုတ်မလုပ်နဲ့အဲ့လိုပြောတဲ့သူလေကျွန်တော်ပြောတယ်မလာဘူးအဲ့လိုပြောတဲ့ကြောင့်ကျွန်တော်တရားစီရင်ဆုံးဖြတ်လိုက်တာမဟုတ်ဘူးเนาะကျွန်တော်ကျွန်တော်ယုံတဲ့ဟာတင်တို့မထင်မှတ်တော့အချိန်နဲ့လာမယ်လို့ပြောတာ2000လာမယ်လို့ခင်မှန်းလာမလားအဲ့ပုံမှာကျွန်တော်ရတ်တာပါတခြားရမဟုတ်ပါဘူးအဲ့လိုပြောတဲ့သူလေကျွန်တော်တုံ့တင်ပါတယ်မဟုတ်ဘူးအဲ့လိုမပြောနဲ့ ယုံကြည်သူအဲ့လိုမျိုးစိတ်ဆော်လှုပ်ဆော်တာမကောင်းဘူးအခုစိခါတာနော်မလာမယ်လို့ပြောတဲ့လူတွေဥပါဖြစ်လေအရှိရနေပုံကကျွန်တော်လာပါမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်အော်ဒီခေတ်လာမှလည်းလူမျိုးပဲခုနကျွန်တော်ပြောလို့ပေါ့လေအရှင်ရှုလာတော့မှခြေဆောင်ခြင်းကမနက်ဖန်တပတ်ခါပဲဖြစ်တော့မလို့လို့မကျွန်တော်ကအခုချိန်လည်းဖြစ်နေတာပဲလေဒါပေမဲ့အဲ့အဲ့စကားတွေကပြည့်ယုံကြည်စိတ်လုံးစိတ်ဆော်လို့ဆိုပြီးကျွန်တော်မလုပ်တတ်ဘူး ခုနပြောတဲ့လူတွေဘယ်လိုနာမည်ပေးရင်ကောင်းမလဲ hypo dispensational list လို့ပြောရင်ကောင်းမလားပြောတဲ့ဒီခေတ်ကာလအလွန်ကျူးပြောတာပေါ့လေဒါတည်းဒီခေတ်ကာလမှာအများကြီးဖြစ်နေပြီကြောက်အလိုမျိုးတရင်စခါရကြားရရင်တမရီပြောတဲ့အတိုင်းတခင်ပြားနေ့ရကချက်ချင်းရောက်မယ်စိတ်ဝညာပြင်ဖြစ်စေနှုတ်ထွက်စကားပြင်ဖြစ်စေပေါ်လူတို့ရေးထားတဲ့စာရိတ်ကဲ့သို့ဖြစ်စေတတ်တာလုံးဒီမှာရောက်လာရင်မျိုးစိတ်တုံလှုပ်ချင်း စိတ်ရွရောချင်းအလင်တစော မရှိဘူးငါတောင်းပန်နေဒီလက်ကျွန်တော်ဒါနဲ့ပတ်သက်တော့တောင်းပန်လိုပါတယ်အလင်တစောမဖြစ်ကြဆိုနေကျုပ်လုံမြဲလုံဆဲရှိအောင်လုပ်ရအောင်ကျန်းစာဖတ်နေတဲ့လူကကျန်းစာဆက်ဖတ်ရအောင်ဆုတောင်းနေလို့ဆုတောင်းရအောင်အမှုတော်ဆောင်လို့အမှုတော်ဆောင်တသက်ခံလို့တသက်ခံရအောင်တိုက်တွန်းလို့ဆိုတော့တိုက်တွန်းလို့ဆိုရအောင်ပီးကန်လို့လူကပီးကန်ချင်အဖြစ်ပေါ်ရအောင်ကိုလုံမြဲလုံဆဲလုံနေတယ်မှာတစ္ဆာရှိရှိနဲ့လုံမီဖို့ပဲ အဓိကဖြစ်တယ်ဆိုတာဖော်ပြချင်ပါတယ်။ကျွန်တော်ရဲ့နှုတ်ကတော်နဲ့ဝင်ငါချက်ဖြင့်ရောက်တယ်မှာဖျားသိသည်။အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့။ဆုတောင်းနိုင်ကြပါစို့။ပြတော်ရှင်ဖဖျား။အရှင်ဖျားရဲ့နေရာချက်ချင်းရောက်မယ်။စိတ်ဝညာဖြစ်ဖြစ်စေနှုတ်ထွက်စကားဖြစ်စေတမန်တော်ကြီးရေးတဲ့စာအဖြစ်ဖြစ်စေကြားရတဲ့အခါစိတ်ရရောခြင်းစိတ်တုံခြင်းအလင်းတစောမရှိဖို့အတွက်တမန်တော်ကြီးကတောင်းပန်ပါတယ်။ဒီနေ့သားတို့ဒီခေတ်ကာလမှာလဲခြေဆောင်ခြင်းဟာ ချက်ချင်းရောက်တော့မယ်ဆိုပြီးတော့ကတော့လူတွေစိတ်ဝိညာဉ်ကိုစိတ်စောတဲ့လူတွေမြောက်များစွာရှေ့ချင်းဖြစ်ပါတယ်။ကြားတဲ့လူတွေလည်းတုန်လှုပ်ပြီးတော့စိတ်ရွရော်လာတယ်အလင်းတစောတွေလုံနေကြပါတယ်။ချို့ဆိုရင်ကတော့ကြောင်းမတက်တဲ့ချင်းဒီကြောင်းကနေထွက်တဲ့ချင်းဒီတောင်ဖြစ်လာကြပါတယ်။အလုကထွက်တဲ့လူတွေရှိကောင်းရှိမှာဖြစ်ပါတယ်။ကြောက်တာတွေအားလုံးကိုစံစာပြောတဲ့အတိုင်းဗျာတမန်တော်ကြီးရဲ့ဝိညာဉ်ချက်ကိုလက်ခံပြီးတော့တိတိကျကျစံနှုတ်ကပတ်တော်မှာ ရက်ဒီလည်းတော့လာစေအကြောင်းဖြစ်စေဘူးမဆက်ပြပြလမ်းပြပေါ့ကောင်းချီးပေးပါမိကြောင်းတော်ရမြတ်ခင်အရှင်ရှုဖျားနာမတော်မြတ်ကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖဖျားသခင်အာမင်အလင်တော်မရှိတဲ့ဟာလေလုယာဒီဝင်ငါချစ်ကိုပပလီမှာ share လုပ်ပေးပါဦးလို့ခုနပြောတဲ့ hyper dispensation နဲ့ listen နဲ့ဝင်ငါပြင်ကောင်းမှတင်တယ်မရှိပါဘူးလို့ပြောရင်လည်းဝင်ငါပြင်ကောင်းမှတင်တယ် ခြေဆောင်ခြင်းမရှိဘူးဆိုတဲ့သူတွေလည်းဝင်ကားပင်ကောင်းမယ်လို့ထင်ပါတယ်။ယောက်တဲ့မှာဘုရားသခင်ဒီချိန်မှာလည်းကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးဆံပြတော်မူပါစေတော့။အာမင်။